မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဂျီနီပြည်နယ်ဖားဆောင်မြို့နယ်ကကျမ်းပတ်စစ်တပ်စခန်းတွေကိုဂျင်းနီတော်လန်ရေးပူပေါင်းတပ်တွေကနေတိုက်ခိုက်ခြင်းမဟုတ်ဘူးအတွင်းစေကောင်စီတပ်သားအယောက်20နီးပါးပြေကုန်ကြတဲ့အပြင်တနက်18လက်ကိုပါတင်စီရရှိထားတယ်ဆိုပါတယ် ချင်းပြည်နယ်ဖက်ကံမြို့နယ်ကပိုင်းတောင်ကဆင်းလာတဲ့ကား၅စီးပါစစ်ရင်နံကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေတိုက်ခိုက်ချေမှုန်းရမှာစစ်ကားတစ်စီးလုံးဝပျက်စီးသွားပြီးလက်နက် KN တွေပါတင်းစီရရှိထားတဲ့အပြင်စစ်သားတချို့ကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ကင်းနီပြည်နယ်ဖားဆောင်မြို့နယ်ကအကြံဖက်စစ်တပ်စခန်းတွေကိုကင်းနီတော်လန်ရေးပူးပေါင်းတပ်တွေကနေတိုက်ခိုက်ချေမှုန်းမှုအတွင်း စေကောင်စီတက်တာအယောက်20နီးပါးသေကုန်ကြတဲ့အပြင်တနက်18လက်ကိုပါတင်းစီရရှိထားတယ်လို့ဂီနီပြည်ပြည်သူလွတ်မြောက်ရေးတမတော် KPLA ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မတ်လ9ရက်နေ့ကပဲဖားဆောင်မြို့နယ်ကတန်လွင်မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့စစ်ကောင်စီထိန်းချုပ်ထားရာဖားဆောင်လမ်းဝဲနဲ့ဇေဒီကုန်းတပ်တော်ကိုဂီနီတော်လှန်ရေးပူးပေါင်းတပ်တွေကနေထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုပါတယ်လက်ရှိမှာတော့ အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားအယောက်20နီးပါးကတော့တိုက်ပွဲထဲမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်တနက်18လက်ကိုပါသိန်းစီရရှိထားတယ်လို့ KPLA တပ်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်လက်တလုံးမှာတော့စစ်ကောင်စီရဲ့တန်လွင်တဒအရှိနဲ့အနောက်ကိုကီနီတော်လန်ရဲ့တပ်ပေါင်းစုတွေကနေသိမ့်ပိုက်ရရှိထားပြီးတန်လွင်မြစ်အနောက်ဘက်ကန်းကစစ်တပ်စခန်းတွေကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဂီနီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျ ဒီတခါကချင်ပြည်နယ်ဘက်မှာလေဖားကံမြို့နယ်ကကတိုင်းတောင်ကနေဆင်းလာတဲ့ကား၅စီးပါစစ်ရင်နံကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေတိုက်ခိုက်ချေမှုန်းရမှာစစ်ကားတစီးလုံးဝပျက်စီးသွားပြီးလက်နက်ခေယံတွေပါသိမ်းဆီးရရှိထားတဲ့အပြင်စစ်သားတချို့ကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်မတ်လ၁၀ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲကတိုင်းတောင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက် ဒီကနေ့မတ်လ17ရက်နေ့မနက်ပိုင်းမှာကား9စီးပါတဲ့စစ်ရင်တန်းကိုနတ်မော်ကျေးရွာအနီးမှာ KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကနေထက်မှန်ခြေမုံတိုက်ခိုက်ရမှာတော့စစ်ကားတစ်စီးဟာလုံးဝပျက်စီးသွားပြီးလက်နက် KN တွေပါတိမ့်စီးရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါပြင်စစ်ကောင်စီတပ်သားတချို့ကိုပါအရှင်ဖမ်းဆီးရမိထားတာတွေလည်းရှိပြီးနောက်ထပ်ကြံနေသေးတဲ့ကား9စီးတွေက၄စီးကိုလည်းဒေါ်လန်ရဲ့တပ်တွေကနေလိုက်လံတိုက်ခိုက်ခြေမုံနေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။ တစ်ဖက်မှာလည်းကချင်ပြည်နယ်တဝမ်းမှာ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးလက်ရှိအချိန်ထိစစ်ကောင်စီတပ်စခန်းပေါင်း20နီးပါးကိုသိမ်းပိုက်ရရှိထားတယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါပဲခူးတိုင်းဘက်မှာလည်းမင်းလာမြို့နယ်မှာ၄ရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲ၆ကြိမ်အတွင်းအကြမ်းဖက်စစ်ကောင်စီဘက်ကစုစုပေါင်းအယောက်၈၀ကျော်ဟာအသီးသီးသေကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းအချုပ်ကိုပါတင်းစီရရှိထားတယ်လို့ တာယာဝရီခရိုင်ပီဒီအက်ပြတာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မတ်လ9ရက်နေ့ကနေ10ရက်နေ့ဖြစ်တဲ့မနေ့ကအထိပဲခူးတိုင်းမင်းလာမြို့နယ်အတွင်းအင်အား120လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေတောက်လျှောက်လိုက်လံတိုက်ခိုက်ချေမုန်းရမှာအေကတထောင်ကျွန်းနဲ့ဗမာတင်ညိုင်ငုံစတဲ့နေရာတွေအပါအဝင်တိုက်ပွဲပေါင်း6ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်း အကျန်းဖတ်စစ်တပ်ကစုစုပေါင်းအယောက်80ကျော်ဟာပြစ်ခတ်မှုတွေအတွင်းမှာပဲအသေးသေးလေကုန်ကြပြီလက်နက်ခဲရန်အချို့ကပါတင်းစီရရှိထားတယ်လို့သိရပါတယ်တိုက်ပွဲတွေအတွင်းဒွန်လိုင်းရဲဘော်5ဦးလက်ဒဏ်ရာရထားသလိုစစ်ကောင်စီတပ်စစ်ကြောင်းကတော့အထိနာပြီးပြန်ဆုတ်သွားကြတယ်လို့တရားဝရီခရိုင် PDF ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီက မကွေးတိုင်းတောင်တွင်းကြီးမြို့မှာရှိတဲ့အသက်73နှစ်အရွယ်မောင်အောင်တပ်ပိုင်နဲ့ဒနုဖြူမြို့ကအသက်23နှစ်အရွယ်ကိုဝင်းထက်နိုင်ဆိုသူတို့ကိုအိမ်မော်အထိတက်ပြီးစစ်မှုထမ်းဖို့တပ်သားတဲ့အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်မှုထမ်းဥပဒေအရအိမ်တိုင်းယာရောက်လာခေါ်လို့ရတယ်ဆိုပြီးတော့ပါစစ်တပ်ကအခိုင်အမာ ပြောသွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်မတ်လ9ရက်နေ့ညပိုင်းကပဲတောင်တွင်းကြီးမြို့ကဥတန်းစဉ်ဥနယ်တော်အေးအေးနယ်တို့ရဲ့တားဖြစ်သူအသက်73နှစ်အရွယ်မောင်အောင်တပ်ပိုင်ဆိုတဲ့သူကို အချမ်းဖက်စစ်တပ်ကစစ်မှုမထမ်းမနေရဥပဒေအရဆိုပြီးအိမ်မော်အတိတ်တက်ပြီးတော့တက်သားတဲ့အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပါတယ်မိဘဖြစ်တဲ့သူတွေကလည်းဘာမှပြောလို့မရပဲဒါတော့အသက်ပြည့်ပြီးလူငယ်နှစ်ဦးကအိမ်မမရှိလို့ပါမသွားတာဖြစ်တယ်လို့အခုတော့မိဘတွေလည်းအဲ့ဒီခလေးနှစ်ဦးကိုပါလာဆွဲမှာဆိုလို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆွေမျိုးတော်ဆက်သူတို့ကပြောထားပါတယ်အလားတူမတ်လ၈ရက်နေ့ကလည်းအေယဝတီတိုင်းကတနုမြို့မြို့နယ်မှာအသက်23နှစ်အရွယ်ကိုဝင်းထက်နိုင်ဆိုတဲ့သူကို အကျန်းဖတ်စစ်တပ်ကအိမ်မော်အထိတက်ပြီးစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ရက်ကွက်နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်အခုဆိုရင်ဒနုပြူမြို့နယ်အတွင်းကလူငယ်25ဦးထက်မနည်းကိုစစ်ကောင်စီရဲ့ခမာယာတရားရှိတက်ဝင်းထဲမှာဖမ်းဆီးထားပြီးစစ်တင်နဲ့တက်ခိုင်းနေတယ်လို့သိရပါတယ်အကျန်းဖတ်စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းဆိုတဲ့သူကတော့စစ်မှုထမ်းရမယ့်သူတွေကိုစင့်ခေါ်စာပေးပို့ပြီးစစ်စစ်သားတွေအပါအဝင်လုပ်ငန်းရှင်တွေနဲ့ခေါ်ယူမယ်လို့ပြောနေပေမဲ့ လက်တွေ့မြေပြင်မှာတော့စစ်တပ်ကနေအိမ်ပေါ်အထိတက်ပြီးအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့တနိုင်ငံလုံးမှာတပ်သားတွေအဖြစ်စုဆောင်တာတွေဟာအခြေအနေဆိုးလာနေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျအခုတခါမန္တလေးတိုင်းဘက်မှာတော့ဝမ်းရွှေမြို့နယ်မှာမရင်ငယ်အိမ်လာတဲ့အကျန်းဖက်စစ်ကောင်စီတပ်သားတန့်စင်ထွေးဆိုသူကို တော်လန်ရေးတပ်တွေကနေပြစ်ခတ်ရှင်းလင်းရမှာအသေးသွားပြီလို့ WTRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်။မတ်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲဝမ်ရွှေမြို့နယ်မှာရှိတဲ့ကျင်းကျေးရွာကမင်းငယ်အိမ်စီကိုမကြာခဏလာလိရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မကိုကိုကတပ်သားတန့်စင်ထွေဆိုသူကိုကျင်းရွာကနေဆိုင်ငယ်နဲ့ပြန်လာတဲ့အချိန် WTRF တပ်ဖွဲ့ကနေပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာ စစ်ကောင်စီတပ်သားတန့်စင်ထွေးဆိုတဲ့သူဟာရင်ဘတ်နဲ့နောက်ကျောကိုတနက်ကြီထိမှန်တန်းရတွေနဲ့ဆိုင်ငယ်ကိုသွေးယူသွေးတန်းဆက်မောင်းပေမဲ့မရတော့ပဲဆိုင်ငယ်ပါမှောက်ပြီးပွဲစဉ်ပြီးကိုသေသွားတယ်လို့ WTRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့စီဆိုင်မြို့နယ်ဟိုပုံးမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းရော့လက်နက်ကြီးနဲ့ပါပစ်ခတ်နေတဲ့အတွက်နေအိမ်၁၆လုံးထက်မနည်းမိလောင်ပြကျသွားတယ်လို့ PNL သတင်းနေပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။မတ်လ၁၀ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာပဲစီဆိုင်မြို့မြောက်ဘက်နဲ့ဟိုပုံးမြို့နဲ့မဲနယ်တောင်ဘက်မှာပုံမြို့သားလွတ်မြောက်ရေးတပ်မတော် PNL နဲ့အကြမ်းဖက်စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကအတော်ကိုအထိနာနေတဲ့အတွက်စစ်ကောင်စီတပ်ဟာလေကြောင်းရောလက်နက်ကြီးနဲ့ရောဒရုန်းနဲ့ပါမီးလောင်ဘုံးတွေအသုံးပြုပြီးအရသာပြည်သူတွေနေတဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ PNL ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့်စီဆိုင်မြို့နယ်ကရတပီသူတွေရဲ့နေအိမ်၁၆လုံးထက်မနည်းဟာမိလောင်ပြကျသွားပြီးလက်ရှိအကြံဖက်စစ်တပ်ဟာအပြင်းထန်ဆုံးနှီးတွေနဲ့စစ်ရာဇဝတ်မှုတွေကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်နေတယ်လို့ PNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ